အားလုံးပဲမင်္ဂလာပါဒီကနေ့ကနောက်ဆုံးရအားကစားသတင်းတွေကိုကြားမယ်ဆိုရင်တော့ဘုံမောက်အသင်းရဲ့တိုက်စစ်ကစားမဖြစ်တဲ့စီမီနီကိုတော့ပရီးမီယာလိကလပ်အသင်းနေဖြစ်တဲ့မန်ချက်စတာယူနိုက်တက်တော်ရန်ဟော့စပါအသင်းအပြင်အာဆင်နယ်အသင်းတို့ကပါအပြိုင်ခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးတော့မှ Favor Insider ဖော်ပြထားတယ်ဒါပေမဲ့လို့ကစားသမားကတော့လီဗာပူးအသင်းကိုသာပြောင်းရွှေ့ဖို့ဆန္ဒရှိနေပြီးတော့မှလဘဘူးရဲ့ကံလမှုကိုစောက်နေတယ်ဆိုပြီးတော့မှကျွန်တော်ထပ်ပြီးတော့သုံးသပ်ထားတယ်ဘုံမောင်အသင်းကလည်း ဒီပေါ်လေတိုက်စစ်ကစားသမားကိုပြောင်းရွှေ့ခြင်းယူရို85တန်းလောက်ရရင်ရောင်းချသွားဖို့ဒါဆုံးဖြတ်ထားတယ်ဆိုပြီးဖော်ပြထားတယ်ကျွန်တော်ထင်တော့လီဗာပူးကဒီပေါ်လေတိုက်စစ်ကစားသမားရဲ့ IKTK အပါဝင်ကျွန်တော်အစ်ဆက်လက်ခေါ်ထားတဲ့အတော့ဒီတိုက်စစ်ကစားသမားကိုတော့ခေါ်မဲတော့မထင်ဘူးဒါမှမဟုတ်ဒီဒီပေါ်လေစီမင်ညိုကတော့လီဗာပူးအသင်းကိုသာပြောင်းရွှေ့ဖို့စံသားရှိတယ်ဆိုပြီးဖော်ပြထားတယ်တစ်ဖက်မှာတော့ဒါမန်ချက်စတာစီးတီးရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ကိုဘာ6ကတော့ ီမကြခင်ပေါ့လေသူ့အနေနဲ့ January Transfer Window မှာကျွန်တော်တို့ဒါ Manchester City အသင်းကနေထွက်ခွာဖို့ပြင်ဆင်သွားဖို့ရှိတယ်ဆိုပြီးသုံးသပ်ထားတယ်။အဓိကတော့ကျွန်တော်ပေါ့လေဒါတခြားသောကလပ်အသင်းကိုပြောင်းရွှေ့ကစားဖို့ပွဲထွက်ခွင့်ပုံမူရရှိဖို့မျှော်လင့်ထားတာဖြစ်ပြီးတော့မှလက်ရှိမှာတော့ Premier League ကလပ်အသင်းတချို့နဲ့ဒါကျွန်တော်အီတလီ Serie A ကလပ်အသင်းတချို့ကခေါ်ယူဖို့စိတ်ဝင်စားနေတယ်။ဆိုတော့ဒီထက်မှာတော့ဒါကျွန်တော်တို့ဒီ Premier League ကလပ်အသင်းနဲ့ဖြစ်တဲ့ Wahan Aston Villa နဲ့ Serie A ကလပ်နှစ်သင်းဖြစ်တဲ့ AC Milan နဲ့ Inter Milan အသင်းတို့က Kovacic ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှကျွန်တော် Manchester News ကပေါ်ပြထားတယ်။ Inter Miami အသင်းရဲ့ Argentina တိုက်စစ်ကစားမဖြစ်တဲ့ Lionel Messi ကတော့ Inter Miami အသင်းနဲ့ကနောက်ထပ်ပေါ်လေ၃နှစ်သက်တမ်းရှိတဲ့စာချုပ်အသစ်ထပ်ပြီးတော့တိုးနိုင်ခဲ့ပြီဆိုပြီးတော့မှ Fabrizio Romano ကပေါ်ပြထားတယ်။အသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့တိုက်စစ်မှုကတော့ ဒါသူ့အနေနဲ့ပေါ့လေအသိရဲ့ဒါကျွန်တော်တို့ဒီကစားဘော်တွေဖြစ်တဲ့ကစားသမားဘော်တွေဖြစ်တဲ့စာဂျီယိုဘူးစကွတ်အပါဝင်ဂျော်ရီအေဗာတို့ကလပ်တင်းကထွက်ခွာသွားတယ်ဆိုပေမဲ့လို့အင်တာမိုင်ယာမီအသိမှာပဲဆက်ရှိဖို့ဆုံးဖြတ်ပြီးတော့မှဒါကျွန်တော်တို့နောက်ထပ်ပေါ့လေ 2028 Noel Transfer Window ထိတက်တန်းရှိတဲ့၃နှစ်စာချုပ်ထပ်တွန်းနိုင်ခဲ့ပြီဆိုပြီးပေါ်ပြထားတယ်။ဒါကြောင့်မလို့ Lionel Messi ကတော့လက်ရှိ38နှစ်ဆိုတော့ဗောလေ41နှစ်အထိ Inter Miami မှာပဲဆက်ရှိသွားဖို့ရှိတယ်ဆိုပြီးတော့လေသိရတယ်ဗောလေ။ဆိုတော့ဒီဖက်မှာတော့ Atletico Madrid အသင်းကတော့ကလပ်သင်းရဲ့ Argentina သားတိုက်စစ်ကစားသမားဖြစ်တဲ့ Junior Everest ကိုပြောင်းရွှေ့ခြင်းတတ်မှတ်ထားတယ်ဆိုပြီးပေါ်ပြထားတယ်။ဆိုတော့လက်ရှိမှာဒါ La Liga ပြိုင်ဘက်ကလပ်တသင်းဖြစ်တဲ့ဒီ Barcelona အသင်းက ဒီကလပ်သေးရအသက်ရရလာဖြစ်တယ်ဒါ38နဲ့အရွယ်ရှိဖြစ်တယ်ဒီပိုလန်တိုက်စစ်ကစားမှဖြစ်တယ်လေဝန်ပိုရော့စကီရဲ့နေရာမှာအစားထိုးနိုင်ဖို့ဂျူရီယန်အေဗာရက်စ်ကိုခေါ်ယူဖို့စိတ်ဝင်စားနာလည်းဖြစ်တယ်ဆိုတော့အဂလာဒိုက်တာဖြစ်တဲ့ဒီကိုကလည်းဒီကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဒါပေမဲ့လို့အသလက်တီကိုမတ်ထွတ်တင်ကတော့ကစားသမားရဲ့စာချုပ်ဖြတ်သိမ်းခြင်းကိုယူလို့တန်းနေရသတ်မှတ်ထားတယ်ဆိုပြီးဖော်ပြထားတယ်ဒါဒီအခြေအနေကအမှန်တမ်းပြောရင်တော့ကျွန်တော်တို့ဒီပေါ့လေကစားသမားကိုမယောင်းချဘူးဆိုတဲ့အနည်းနဲ့ ဒီသူတို့တစ်ဖက်ကတွေ့ဝိုက်ပြီးတော့ပြောလိုက်တဲ့အနေအထားဖြစ်တယ်ဒါကြောင့်မလို့ဒီပမာဏကိုတော့ဘာစီလိုနာတင်းကပင်းချေသွားပွဲရှိမရှိဘူးဆိုပြီးတော့မှမန်တိုဒီပိုဒီပိုကပေါ်ပြထားတယ်လေဘာဘူးတင်းရဲ့အီဂျစ်တောင်ပိုင်းကစားသမားဖြစ်တဲ့မိုဆာလက်ကတော့သူ့အနေနဲ့နယူယာစီထရန်စဖာဝင်းဒိုးမှာဒီလာမယ့်ပေါ်လေနယူယာစီထရန်စဖာဝင်းဒိုးရောက်မှသာကလပ်တင်းနဲ့ဆက်ရှိဖို့ဒါမှမဟုတ်တခြားသောကလပ်တင်းကိုပြောင်းရွှေ့ဖို့ဆိုတဲ့ဆုံးဖြတ်ချက်ကိုချသွားမယ်ဆိုပြီးပေါ်ပြထားတယ်ဆော့ပိုင်ကောလာဟာလာတင်းနေရတော့ဇန်နဝါရီထရန်စဖာဝင်းဒိုးမှာ မိုဆာလက်ကတခြားသောကလပ်တစ်သင်းကိုပြောင်းရွှေ့သွားနိုင်တယ်ဆိုပေမဲ့လို့ကစားသမားကတော့ဇန်နဝါရီထွန်းစပါဝင်းဒိုးမှာဘယ်ကလပ်ကိုမှပြောင်းရွှေ့သွားမှာမဟုတ်ဘဲနဲ့လီဗာပူးအသင်းမှာပဲဆက်ရှိပြီးတော့မှလာမန်ဒိုရီထွန်းစပါဝင်းဒိုးရောက်မှသာဒီသူ့အနေနဲ့ဒီတခြားသောကလပ်တစ်သင်းကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်သွားမယ်ဆိုပြီးပေါ်ပြထားတယ်။တစ်ဖက်မှာတော့ဒါကျွန်တော်တို့ဒီပေါ်လေဘယ်လင်ကန်ရဲ့ညီဖြစ်တဲ့ဂျိုးဘယ်လင်ကန်ကတော့ပေါ်ထွက်ခွင့်ရဖို့နေပါနေတဲ့အခြေအနေကြောင့်မလို့ဒေါမွန်အသင်းကနေပြောင်းရွှေ့ဖို့ဂျိုးပန်းသွားမယ်ဆိုပြီးပေါ်ပြထားတယ်။ဒါလက်ရှိမှာတော့ဒီကစားသမားကိုခေါ်ယူဖို့ ဒီပေါ်လေအတင်းအတင်းအောင်ဖြစ်တဲ့ဆန်ဒလန်အပါဝင်ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့မန်ချက်စတာယူနိုက်တက်တစ်ဖက်ကတော်ဒီယန်ဟော့စပါအသင်းတို့ကခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ဆုံးဖော်ပြထားတယ်။ပေါ်ထွက်ခွင့်ရဖို့ရုန်းကန်နေရတဲ့အခြေအနေကြောင့်မလို့ဒါကျွန်တော်တို့ဒေါ်မွန်အသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ထားတယ်ဆိုပြီးတော့မှ Sky Sport Germany ကဖော်ပြထားတယ်ပေါ်လေဆိုတော့ကြီးစုပေးကတဲ့ဒုတိယအခြေစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးမှချင်းနဲ့အားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။